ဋ္ဌိကသုတ်တံဆိုပြီးတော့အဲ့ဒီခေါင်းစဉ်လေးတက်ပြီးတော့မတန်းတင်ထားတဲ့သုတ်တံလေးတွေရှိတယ်။အဲ့ဒီမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးတာဗျ။ဘာမေးလဲဆိုတော့မြတ်စွာဘုရားတဲ့ကိတ္တဝတ္တနုခောပန်းတိဓမ္မကတိကောဟောတိအဘယ်မျှဖြင့်ဓမ္မကတိကလို့ဆိုနိုင်ပါသလဲတဲ့။ဆိုလိုတာကဓမ္မကတိကဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာရော ဓမ္မကတိကဆိုတဲ့နာမည်ကိုရဖို့အတွက်ဘလို့အည်သွေးမျိုးရှိရမှာတော့ဘလို့ပုံကမျိုးကိုဓမ္မကတိကလို့ပြောတာတုံးနဲ့ဘေကွန်တစ်ချက်နောက်ဆက်ပြီးတော့မေးတယ်ကိတဝတာဓမ္မနုဓမ္မပရိပန်တော်ဟောဒီသူတော်ကောင်းတရားကိုရဖို့အတွက်သူတော်ကောင်းတရားရခြင်းနဲ့ထိုက်တန်တဲ့သူတော်ကောင်းတရားအားလေလျော်တဲ့အကျင့်ဆိုတာအဲ့ဒီအကျင့်ကိုကျင့်တဲ့ပုံကိုဆိုတာဘလို့ပုံကမျိုးကိုပြောတာတုံးနဲ့နောက်ဓမ္မနုဓမ္မပရိပတ်တိဆိုတာအခုပေးတဲ့တော့ တရားကျင့်တဲ့သူเนาะဓမ္မလူဓမ္မပฏิပတ်တိဆိုတဲ့ဒီအသုံးအနှုန်းလေးကနားယင်ပြီးသားเนาะလောကုတ္တရာတရား၉ပါးအားလျော်သောအကျင့်เนาะလျော်သောဆိုတာလောကုတ္တရာတရား၉ပါးရဖို့အတွက် ထိုက်တန်တဲ့အကျင့်ဒါကိုဓမ္မလူဓမ္မပฏิပတ်တိအဲ့ဒီအကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ကိုဓမ္မလူဓမ္မပฏิပန္နသူတော်ကောင်းတရားရဖို့အတွက်ကျင့်နေတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားနဲ့ထိုက်တန်အောင် သူတော်ကောင်းတရားရှာခြင်းနဲ့ထိုက်တန်အောင်ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဒါဒုတိယမေးတာအဲ့ဒါပဲဘယ်လိုပုဂ္ဂိုလ်မျိုးကိုတရားကျင့်တဲ့ပုဂ္ဂိုလ်လို့ဆိုရမလဲတဲ့ဘုံဘုံတို့လည်းဒါတိုင်းပတ်သက်နေတဲ့ဒေသနာလို့ဆိုရမယ်နော်တရားတော်မတို့လည်းပဲအခုတရားအထုပ်ဖို့ရောက်လာတာဆိုတော့တရားတော်မတို့လည်းပဲဒါတိုင်းပတ်သက်နေတဲ့ဒေသနာတစ်ခုဟုတ်လားနောက်ဆက်ပြီးတော့မေးတာကဒိဋ္ဌဓမ္မနိဗ္ဗာန်ပတ်တော်တဲ့လုံးလုံးစေအခုပြစ်ဆက်ခတ်မှာ နော်နိဗ္ဗာန်ချမ်းသာကိုရတဲ့ပုဂ္ဂိုလ်တကယ်ငြိမ်းချမ်းမှုအစ်စ်ကိုရတဲ့ပုဂ္ဂိုလ်နော်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုလည်းပဲနော်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒါလိုအခုလောလောဆယ်နိဗ္ဗာန်ချမ်းသာကိုရတဲ့ပုဂ္ဂိုလ်လို့ဆိုနိုင်မလဲတဲ့မိဂုံသုံးချက်မေးတာနော်ဓမ္မကတိကဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲတရားကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲအခုလောလောဆယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့လို့မေးတာ မေးတဲ့အခါကျတော့မြတ်စွာဘုရားကဓမ္မကတိကဆိုတာဘယ်လိုပုံကူမျိုးကိုပြောတာလဲဆိုရင်တဲ့ခန္ဓာ၅ပါးရဲ့အပေါ်မှာနော်နေပြီးတာယဝိရာကာယနိရောဓာယစကလုံးလေး၃လုံး၃တယ်မြတ်စွာဘုရားခန္ဓာ၅ပါးရဲ့ပုံမှာနေပြီးတာယညီးငွေ့ဖို့ရန်အလုံးကဝိရာကာယဆွဲမမှုကင်းဖို့ရန်အလုံးကနိရောဓာယ ခန္ဓာ၅ပါးချုပ်ပြောက်သွားဖို့ရန်အလို့မှာဓမ္မတရားကိုတည်တည်တည်ဟောပြတယ်ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒါဓမ္မဂတိကလို့ဆိုရမေးတဲ့ဟောဓမ္မဂတိကတွေမှာရှိရမယ်အရေးသေးလို့လည်းမဆိုနိုင်ဘူးလားဆိုရင်နော်ခန္ဓာ၅ပါးရဲ့ပုံမှာညီငွေဖို့စွမ်းမဲ့မှုຢာကကင်းဖို့ခန္ဓာ၅ပါးချုပ်ငိမ့်ဖို့ဟောပြတဲ့ပုဂ္ဂိုလ်ကိုဓမ္မဂတိကလို့ဆိုရမေးတဲ့အခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ဟောတာနော်ဒီဒေသနာက အဲ့တော့ဓမ္မကတိကနဲ့ပတ်သက်ပြီးတော့ပိဋကပေါင်းတရောတော့ဒါအချင်းချင်းအတိပဲရှင်းသွားပြီပေါ့နော်။ယူဘခန္ဓာဝေဒနာခန္ဓာသင်္ကေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဒီအစုဝေကြီး၅ခုရဲ့ပုံမှာနော်ဒီအစုဝေကြီး၅ခုရဲ့ပုံမှာမှန်မှန်ကန်ကန်သိမြင်ပြီးတော့ဒါဟာညီငွေ့စရာပဲဆိုတဲ့အမြင်မှန်ရအောင်ဟောပြနိုင်ဖို့လိုတယ်ပေါ့။ဒီခန္ဓာ၅ပါးရဲ့ပုံမှာ ာမဲမိုးပေါ်ရကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးစွန့်ပစ်သွားစေရအရာတစ်ခုသာဖြစ်တယ်ဆိုတဲ့အမြင်မျိုးကိုရအောင်ဟောပြနိုင်မှုလိုတယ်။အဲဒီခန္ဓာ၅ပါးရဲ့ပုံမှာမဲမိုးမှုတဏှာလောဘကိုချုပ်ဆုံးစေခြင်းဖြင့်ထိုတဏှာလောဘကြောင့်ဖြစ်ပေါ်လာမဲ့ဒီခန္ဓာ၅ပါးဆက်ပြီးတော့မဖြစ်ပေါ်အောင်ချုပ်ငိမ့်သွားအောင်မအဲ့လောက်ထိဖြစ်အောင်ဟောပြနိုင်တဲ့စွန့်ရည်တည်းရှိရတော့ဒါကိုဘာလို့ခေါ်တော့တမဂတိကဒီစကလုံးလေးသုံးလုံးတော့ဘိသက်တို့ဆွဲအောင်မှနော် နော်စကလုံးသုံးလုံးကဘာတို့နေပိရာယဝိရာဂာယនិရောဓာယဒါဓမ္မဂတိကပါပဲတဲ့ဒါဖြစ်ရင်ဓမ္မလူဓမ္မပฏิပန္နနော်တရားအထုတ်တဲ့ပုဂ္ဂိုလ်တရားကျင့်တဲ့ပုဂ္ဂိုလ်သူတော်ကောင်းတရားရဖို့အတွက်တကယ်မှန်မှန်ကန်ကန်အထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာတုံးတဲ့အဲ့ဒါကိုကျွန်တော်မြတ်စွာဘုရားဘယ်လိုဖြေဆုံးဆိုတော့ခန္ဓာခန္ဓာ၅ပါးရဲ့ပုံမှာညီငွေဖို့အတွက်ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်နိဗ္ဗာန် ခန္ဓာ၅ပါးရဲ့ပုံမှာဆွဲမမှုကင်းဖို့အတွက်ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဝိရာဂာယ။နောက်ခန္ဓာ၅ပါးရဲ့ပုံမှာဆွဲမမှုတဏှာလောဘကင်းပြီးတော့ခန္ဓာ၅ပါးချုပ်ဆုံးဖို့အတွက်ကျင့်သုံးနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဓမ္မနုဓမ္မပဋိပန္နပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့။နောက်ကိုယ်ခန္ဓာကိုယ်ကြီးရဲ့ပုံမှာမမှန်ကန်ကန်သိမယ်နားလည်မယ်ဆိုရင်နော်ဒါရဲ့ပုံမှာပေးတဲ့ပေါင်းတော်တော်တို့ဦးကျင်းတို့တွေညီငွေမှုဆိုတာတေချာပေါင်းဖြစ်ကိုဖြစ်မယ်။ ဲ့ကိုကစူးစမ်းအထုတ်လို့ဘဝခန္ဓာရဲ့ပုံမှာဒါဟာညင်ွေးစရာကိစ္စကြီး၊ตายရစရာကိစ္စမဟုတ်ဘူးလို့နားလေသွားမယ်။သဘောပေါက်သွားမယ်ဆိုရင်ကိုဟာဓမ္မတုဓမ္မပฏิပန္နပုဂ္ဂိုလ်လို့အဆိုနိုင်မလား။နော်။ဝိရာဂာယဆွဲ့မမှုမကင်းသေးတောင်မှဆွဲ့မမှုနည်းသွားမယ်ဆိုရင်ဓမ္မတုဓမ္မပฏิပန္နပုဂ္ဂိုလ်လို့အဆိုနိုင်မလား။ဆိုနိုင်နေ။နော်။ဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့တရားအထုတ်တယ်တရားအထုတ်တယ်ဆိုတာ ဘဝခန္ဓာရဲ့သဘောကိုမှန်မှန်ကန်ကန်သိမြင်နားလည်ပြီးတော့ညီငွေဖို့ဆွဲမမှုကင်းဖို့ချုပ်ငိမ့်ဖို့အတွက်နော်ရည်ရွယ်ပြီးတော့ကျင့်သုံးရအဲ့ဒီရည်ရွယ်ချက်ပြည့်ဝဖို့မလိုဘူးလားလိုတယ်ဒါကဓမ္မနုဓမ္မပိပန္နောနောက်ဦးဇင်းတို့ဒိဋ္ဌဓမ္မနိဗ္ဗာန်ပတ္တအခုလုံးလုံးစေမျက်မှောက်ဘဝတွင်ကိုပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာလဲ ਉਹ ਨੇ အဲ့ဒါကိုကျတော့မြတ်စွာဘုရားဘယ်လိုဟောပြလဲဆိုတော့ ခန္ဓာ၅ပါးရဲ့ပုံမှာညင်းငွေပြီးတော့ဆွဲမဲ့မှုကင်းပြီးတော့ဒီခန္ဓာ၅ပါးရဲ့ပုံမှာတဏှာလောဘကိလေသာတရားတွေချုပ်ငိမ့်သွားခြင်းဒီပင်လေအဲ့ဒီပုဂ္ဂိုလ်ဟာဒိဋ္ဌဓမ္မနိဗ္ဗာန်ပတ္တလောလောဆယ်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့လူလို့ဆိုရမယ်တဲ့အဲ့တော့နားလည်လွယ်အောင်ပြောရရင်တော့ခန္ဓာ၅ပါးရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိပြီးတော့သူ့ရဲ့ပုံမှာလောဘဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေချုပ်မယ်ဆိုလို့ရှိရင်ဒါပါပြောမှာတော့နိဗ္ဗာန်ပတ္တ နော်ရှေ့ကဒိဋ္ဌဓမ္မဆိုတာလေးပါနော်လောလောဆယ်အခုပြစ္ဆခမျက်မှောက်ပေါ်ရမှာကိုပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့လူလို့ဆိုရမယ်တဲ့အဲ့ဒါမိတ္တကောင်းတဲ့တော်တို့ခန္ဓာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တန်လေးမှတ်သားစရာကောင်းလားကောင်းတယ်နော်ဒါကြောင့်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်သိအောင်ကြိုးစားရမယ်မှန်မှန်ကန်ကန်သိမှလည်းပဲညီငွေမှုဆွမ်းမမှုကင်းမှုချုပ်ငြိမ်းမှုဆိုတာတွေဟာရလာမယ် တကယ်တကယ်ဒကာမတို့ဦးဇင်းတို့တွေဟာခန္ဓာ၅ပါးရဲ့ပုံမှာမှန်မှန်ကန်ကန်သိမှုမြင်မှု